ဘုရားသခင်ယေရှုတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တရား39ခုမြောက်သောစာလံအပိုင်းငယ်ဆက်ခွန်မှာဆက်ရှိ။အိုးဘုရားသခင်အကျွန်ုပ်၌ကိုတော်၏အကြံစီတို့သည်အလွန်ထူးဆန်းကြပါ၏အလွန်များပြားကြပါ၏ထိုအကြံစီတော်တို့ကိုရည်ထွက်လင်သဲလုံးနှင်းမြမကသာ၍များပြားကြပါ၏အကျွန်ုပ်သည်노သောခါကိုတော်ထံ၌အစဉ်ရှိပါ၏ ျွန်တော်ဒီနောက်ကဘတော်မှာပါကိုဖော်ပြလဲဆိုရင်တော့ကျွန်တော်တို့အပေါ်မှာထားတဲ့ဖရာသခင်ရဲ့အကြံစီတွေက အလွန်ထူးဆန်းတယ်ရိုးရိုးထူးဆန်းတာတော့မဟုတ်ဘူးအလွန်ထူးဆန်းတယ်ပြီးတဲ့အခါမှာဖရာရဲ့အကြံစီတွေကအလွန်များပြားတယ်ကျွန်တော်တို့အပေါ်မှာထားတဲ့ဖရာသခင်ရဲ့အကြံစီတွေကအလွန်များပြားတယ်ဒီလောကကြီးထဲမှာကျွန်တော်တို့အသက်ရှင်တဲ့အခိုက်အတန့်မှာဖရာသခင်ရဲ့အကြံစီတွေကထူးဆန်းပြီးတော့ကျွန်တော်တို့အတွက်များပြားပါတယ် အဲ့ဒီဖရာရဲ့အကြံစီတော်တွေကိုရေတွက်မှဆိုရင်တဲ့ပင်လေကန်းစံမှာရှိတဲ့သဲလုံးနဲ့များမကသာရွေးများပြတယ်သဲပွင့်လေးတွေကိုမရေတွက်နိုင်တော့အောင်ပဲဖရာရဲ့အကြံစီကကျွန်တော်တို့ဘုံမှာသာရွေးများပြပါတယ်ဒါကြောင့်မို့ဖရာသခင်ကကျွန်တော်တို့အတွက်အကြံစီတွေရှိတယ်ဒီလောကကြီးထဲမှာကြုံတွေ့ရတဲ့အရာတိုင်းကဖရာအကြံစီရှိလို့ဖြစ်ပါတယ်ခက်ခဲမှုတွေရင်ဆိုင်ရပါစေပြဿနာတွေကြုံတွေ့ရပါစေကောင်းစားတဲ့အချိန်ဖြစ်ပါစေ စိုးရွားတဲ့အချိန်ဖြစ်ပါစေအားလုံးကဖခင်ရဲ့အကြံစီတော်ထဲမှာဖြစ်ပြနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဖခင်သခင်ထံတော်မှာကျွန်တော်ကစက်ကဲအနံပြီးတော့အသက်ရှင်ဖို့ပဲရှိပါတယ်ကိုယ့်ရဲ့အသက်တာကိုဖခင်လက်ထဲပေးအပ်ပြီးတော့ဖခင်သခင် ကိုတော်အလိုရှိတဲ့အတိုင်းပြုပါ ကိုတော်အကြံစီတိုင်းကျွန်တော်ရဲ့အသက်တာထဲမှာဖြစ်ပါစေဆိုပြီးတော့ကျွန်တော်ကစက်ကဲအနံပြီးတော့အသက်ရှင်တတ်ဖို့ဖြစ်တယ်ဒါကြောင့်မို့ဆာလန်ဆရာက အကျွန်ုပ်ဒီနိုးသောခါ ကိုတော်ထံ၌အစဉ်ရှိပါ၏လို့ဖော်ပြထားတယ်။ဖယားသခင်ရဲ့အကြံစီတွေကတာ၍များပြားတဲ့တဲ့ကြောင့်တခါတည်းရမှာကျွန်တော်တို့နားမလည်နိုင်ပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့ဒီနိုးသောခါကိုတော်ထံ၌အစဉ်ရှိပါ၏။ဘာကိုဆိုလိုချင်တာလဲဆိုရင်တော့သင်ဘဝတစ်ခုလုံးကိုဖယားလက်ထဲပေးလိုက်ပါ။စက္ကန့်အံ့နံလိုက်ပါ။ဖယားသခင်ကသင်ရဲ့အသက်တာအတွက်အကြီးမားတဲ့အကြံစီတွေထူးဆန်းတဲ့အကြံစီတွေအများပြားတဲ့အကြံစီတွေပြင်ဆင်ထားပါလေ။ဖယားသခင်စီမှာမတော်တဆဆိုတာမရှိပါဘူး။ ဖျားသခင်စီမှာဘတော်မှာမတော်ဆဆိုတာမရှိဘူးအခက်ခဲတွေကြုံနေရင်လဲကျွန်တော်တို့ကိုသင်ပေးဖို့တခုခုဖျားသခင်သိစေခြင်းလို့ဖြစ်ပါတယ်အဲ့ဒီအခက်ခဲတွေကြားထဲမှာကျွန်တော်တို့ကသင်ယူတတ်ဖို့ဖြစ်တယ်ဖျားသခင်မှာကြီးမားတဲ့အကျင့်စီတွေရှိတယ်သင်ဘဝတစ်ခုလုံးကိုဖျားသခင်စိတ်ကြိုက်စီမံပါဆိုပြီးတော့ပေးအပ်လိုက်ပါဘဝမှာမကြုံကျင်တဲ့အခြေအနေတွေကြုံလာရင်လဲဝန်ခံပြီးတော့လိုက်လျှောက်အသက်ရှင်လိုက်ပါ ဝင်ခံခြင်းနဲ့သင်ကလိုက်လျှောက်အသက်ရှင်မယ်ဆိုရင်တော့ဖရာသခင်အကြံစီတော်ထဲမှာသင်ကရှိနေမှာဖြစ်ပါတယ်။ဖရာသခင်ရဲ့အကြံစီပြင်ပကိုရောက်သွားရင်သင်ရဲ့တတာထဲမှာဖရာသခင်ပြင်ဆင်ထားတဲ့အကြံစီတွေနဲ့လွှဲချော်သွားမှာဖြစ်ပါတယ်။တို့ရတွင် နောင်နာနဲ့ပြန်ဝင်လာရင်ဖရာသခင်ကသင်အသက်တာကိုပြန်ပြီးတော့မဆမ်းမယ်ဖရာရှင်ဖြစ်တယ်။ဒါကြောင့်မို့ဘဝမှာမြင်လိုက်နှိမ့်လိုက်အတက်အကျတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တယ်။ဒါကဖရာရဲ့အကြံစီထဲမှာဖြစ်ပြနေတာဖြစ်ပါတယ်။ သင်ဘက်ကဝင်ခံပြီးတော့ဘဝအတ္တတခုလုံးကိုဘုရားသခင်လက်တော်ထဲမှာဆက်ကအံ့နံပြီးတော့အသက်ရှင်တက်ဖို့ပဲဖြစ်ပါတယ်ဘဝအတ္တထဲမှာဘုရားသခင်နဲ့တွာလာရက်နဲ့ဘာလို့ဒီလိုအခက်ခဲတွေဒီလိုပြဿနာတွေကြုံရတာလဲလို့သင်မေခွန်းထုတ်ကောင်းထုတ်မိပါပါအကယ်၍သင်ကဘုရားနဲ့တွာလာရက်နဲ့ဒုက္ခအခက်ခဲတွေကြုံလာရပြီဆိုရင်တော့ဘုရားသခင်စီမှာ သင်အတွက်အကြံစီတစ်ခုကိုရှိလို့ဖြစ်ပါတယ် ဘုရားသခင်ကသင်ရဲ့ဘဝအတ္တကိုမတော်တဆဒုက္ခတွေနဲ့ပြီးတွေ့တာမဟုတ်ပါဘူး။ဘုရားသခင်က အကြံစီရှိလို့ဖြစ်တယ်။အဲဒီအခက်ခဲကြတဲ့မှာဝင်ခံပြီးတော့လိုက်လျှောက်လိုက်ပါ။ဘုရားသခင်အကြံစီကိုဘာမှမသိတော့ညာလဲသင်ကဝင်ခံတတ်မယ်ဆိုရင်တော့အဆုံးသတ်မှာသင်အားဖြင့်ဘုရားဘုန်းတော်ကထင်ရှားမှာဖြစ်တယ်။ယောဘရဲ့အတ္တကိုကြည့်တဲ့အခါမှာသူဖြောင့်မတ်စွာ အသက်ရှင်ရင်းနဲ့ပဲသူ့ဘဝထဲမှာသူ့ရဲ့အဥ္စရာတွေကုံသွားတယ်။သူ့ရဲ့သားသမီးတွေသေဆုံးတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာပါ အနာရောဂါဆွဲကပ်လာတယ်။ဘဝကြီးကအတိတ်ပဲမဲ့စွာနဲ့ဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရပါတယ်။အဲ့ဒါကဖြောင်းမတ်စွာအသက်ရှင်ရင်းနဲ့ကြုံရတာဖြစ်တယ်။သူ့အတွင်ယောဘကဝန်ခံပြီးတော့ဘုရားသခင်အလိုတော်တိုင်းသူဖြတ်တန်းသွားတယ်။အဲ့ဒီအခက်အခဲတွေကို ဖြတ်တန်းပြီးတဲ့အဆုံးမှာနှဆသောကောင်းကြီးမြင်လာကိုဘုရားကယောဘအတွက်ပြင်ဆင်ထားခဲ့ပါတယ်။ရှာထရမေရှအပေဒီနီကိုတငယ်ချင်း၃ယောက်ကိုကြည့်မယ်ဆိုရင်လည်း ဖျားပေါ်မှာတစ္ဆာရှိပြီးတော့ဖျားသခင်ကိုပဲကိုးကွယ်မယ်ပြက်သားစွာနဲ့သူတို့ရက်တည်တယ်နေဖို့ကနေစာမင်းတီထားတဲ့ရွှေရုပ်ထုကိုသူတို့ကမကိုးကွယ်နိုင်ဘူးအဲဒီလိုယုံကြည်ခြင်းရာမှာပြက်သားစွာရက်တည်ရင်းနဲ့ပဲမိတဲ့ကိုပြစ်ချခြင်းခံရတယ်ဒါပေမဲ့အဲ့ဒီမိတဲ့ကသူတို့တို့အဆုံးသတ်မဟုတ်ပါဘူးသူတို့မှန်တာကိုလှုပ်ပြီးတော့ဖျားသခင်နှစ်သက်တော်ကိုလှုပ်ဆောင်ခဲ့တော်ညာလဲမိတဲ့ကိုကြာသွားတယ်ဒါပေမဲ့မိကသူတို့ဘဝအတွက်အဆုံးသတ်မဟုတ်ဘူး မီးထဲမှာဘုရားသခင်ကအတူရှိပြီးတော့သူတို့ကိုမီးမလောင်စေဘူးအဲ့ဒီမီးထဲကနေပြန်လဲပြီးတော့နေဘုကနေစာကခေါ်ထုတ်လိုက်တယ်ဒီ empire တစ်ခုလုံးမှာရှာဒရက်မီရှက်အပိနေဂောတို့ကိုးကွယ်တဲ့ဘုရားရဲ့ဂုံတရင်ကသူတို့အဖျင်ကြော်စောသွားတယ်ဒီရှာဒရက်မီရှက်အပိနေဂောတို့ကိုးကွယ်တဲ့ဘုရားကမီးထဲကနေကယ်တင်နိုင်တဲ့ဘုရားရှင်ဖြစ်တယ်ဒီလိုဘုရားမျိုးမရှိဘူးဆိုပြီးတော့နေဘုကနေစာမင်းအောင်ဝင်ခံရပါတယ်။ဒါကြောင့်မို့အဆုံးသက်မှာ ဖျားသခင်ဘုန်းတော်ထင်ရှားခြင်းကရှိနေတယ်။ဒံယီလလည်းတစ်နှစ်၃ချိန်ဆူတောင်းရင်းနဲ့ပဲရှင်သစ်တွင်းထဲကိုပြစ်ချခြင်းခံရပါလေ။ဒါပေမဲ့အဲ့ဒီဒုက္ခအခက်အခဲတွေကြားထဲမှာဖျားသခင်ကသူ့နဲ့တူရှိနေတယ်။ရှင်သစ်တွင်းထဲကနေပြန်ထွက်လာတဲ့အခွင့်ကိုဖျားကပြင်ဆင်ထားတယ်။ဒံယီလအားဖြင့်ဘာဘူးလုံးအင်ပါယာတစ်ခုလုံးမှာအသက်ရှင်တဲ့ဖျားရှင်သစ်တွင်းထဲရောက်လာတော့ရှင်သစ်တွေရဲ့နှုတ်ကိုပိတ်တဲ့ဖျားရဲ့အကြောင်းကိုလူတွေသိခွင့်ရပါလေ။ဒံယီလအားဖြင့်ဖျားဘုန်းတော်ကထင်ရှားခဲ့ပါလေ။ ဒါကြောင့်မို့ခြေတော်ညစီတိုင်ကျွန်တော်တို့ဘွားတတာတဲ့မှာဖယားသခင်နဲ့တွာလာပြီးတော့အတ္တတာတစ်ခုလုံးကိုဖယားလက်ထဲကိုအနန္တတ်ဖို့ဖြစ်ပါတယ်။ဖယားသခင်ကကျွန်တော်တို့ကြီးမားတဲ့အကျံစီတွေရှိတယ်။ဘွားတတာတဲ့မှာဘလောက်ပဲဒုက္ခခက်ခဲတွေရောက်ပါစေအားလုံးကဖယားအကျံစီတော်ထဲမှာဖြစ်ပြနေတယ်။ဒါကြောင့်မို့သင်ကမှန်တာကိုလုပ်ရင်းနဲ့ဖယားအလိုတော်တိုင်းအသက်ရှင်ရင်းနဲ့သင်ဘွားတတာတဲ့မှာဒုက္ခခက်ခဲတွေကြုံတွေ့လာတဲ့အခါမှာအလိုတော်ကိုဝန်ခံရင်းနဲ့အဲ့ဒီဒုက္ခတွေကိုဖျက်ဆီးလိုက်ပါ။ ဖယားသခင်နဲ့အတူဖြတ်သန်းလိုက်ပါသင်တယောက်တည်းမဟုတ်ပါဘူးဖယားသခင်နဲ့အတူဝင်ခံရင်းနဲ့ဒီအခက်ခဲတွေကြားထဲမှာသင်ဖြတ်သန်းတဲ့အခါမှာဖယားသခင်ကဒုက္ခနဲ့သင်ဘဝကိုအဆုံးမသတ်စေပါဘူးပြဿနာနဲ့သင်ဘဝကိုအဆုံးမသတ်စေပါဘူးမိထဲမှာသင်ဘဝကိုအဆုံးမသတ်စေပါဘူးချင်းတဲ့တွင်းထဲမှာအဆုံးသတ်စေတဲ့ဖယားမဟုတ်ပါဘူးသင်ရဘဝတရားကိုအဲ့ဒီအခက်ခဲတွေကနေလွတ်မြောက်ပြီးတော့အဆုံးသတ်မှာကောင်းကြီးမင်္ဂလာနဲ့ဘုံတော်ထင်ရှားခြင်းနဲ့ သင်အားဖြင့်ဖရာဘုန်းတော်ကထင်ရှားမယ်ဆိုတဲ့အကြောင်းကိုယုံကြည်ဝင်ခံလေအလိုတော်ကိုဝင်ခံလက်ဖရာအကြံစီတော်ထဲမှာအသက်ရှင်တတ်တော်သူများဖြစ်စေဖို့ဝိင္ကပါတယ်အားလုံးပေါ်မှာဖရာရှင်ကောင်းကြီးပေးပါစေ